ဟုတ်ပါမင်္ဂလာပါဗျာအာကျွန်တော်နာမည်အောင်ဖုန်းရကောင်းပါဟို IGCR CC Plus နိုင်မှာတက်ရောက်ခဲ့ပါအာဒါကျွန်တော်နာမည်ဖြစ်ပါတယ်ဗျာအာ KBC ကိုစသည်ရကျွန်တော်ဆရာတယောက်ကနေပြီးတော့ဟိုကျွန်တော် IGCR CC ဖြစ်မယ်လို့စိတ်ဝင်စားအောင်စိတ်ဝင်စားနေအောင်တည်ရဲ့အချိန်မှာတော့ KBC ကတင်တဲ့ post ကို share ပေးရနေပြီးတော့စသည်ရဖြစ်ပါတယ်ဗျာ အိမ်စုံကပြောလို့ဆိုရင်ဆရာကျောက်ကရီကော်မန်ဒ်ပေးရတယ်ပြီးတော့အင်အားကေဘီအကြောင်းကိုစုံစမ်းလိုက်တဲ့အခါမှာလည်းအာ service facility ကိုကြိုက်တာရတယ်အဲအကြောင်းရဲ့ budget ကလည်းအင်အားတတ်နိုင်တဲ့ budget ဖြစ်တာရဲ့အကြောင်းကိုတော့တက်ရောက်ရပါပြီ။ အအဆင်ပြေပါကြအောင်ကျွန်တော်ကျွန်တော်ဆရာဆရာမရဲ့စာရှင်ပြအောင်လည်းနားလဲရရလွယ်ပြီးတော့လည်းဆရာဆရာမရဲ့စာသင်သင်ကြားရင်သင်ခန်းစာရလည်းခက်ခဲဆိုတော့လည်းအကျောင်းသားရုပ်သေးချာစိတ်ကြည်နေစဉ်းစားပါပြန်ရှင်းပြမယ်ပေါ့နော်။အပြင်လည်း practical လုပ်တယ်ဆိုရင်လည်းဟိုသေချာစဉ်းစားလုပ်တတ်အောင်လို့ guideline နေလည်းပေးပါကြ။ ။စာဝဲတက်စံတော့အဟိုးနှစ်စာရင်ကစာဝဲနဲ့မဆိုင်အောင်ဆိုတော့ဟိုမကြကနာ mock test ဆက်ပြရမျိုးရှိတယ်။အာပြီးရင်လည်း final mock test ဆိုရင်လည်းတကယ်စာဝဲနဲ့တူတကယ်ကြားမဲ့စာဝဲနဲ့တူအောင်ဟို paper အရောခွဲချေခိုင်းတယ်။အာအဲ့အပြင်ကိုရလာရဲ့ result တွေကိုလည်း evaluate ပြန်လုပ်ပြီးတော့ကျောင်းသားရဲ့ feedback ပြန်ပေးခဲ့ပါတော့။အာအဲ့အပြင်ကဟိုစာဝဲရောလေ passive paper တည်တံ့လုပ်ဖို့ဆိုတော့ exam training group တွေဖွဲ့ပြရမျိုးလည်းရှိခဲ့ကြတယ်။ ါရှိပါပြဗါဆိုဟိုကျွန်တော်ခြံဝဲပြည်ပြီးကျင်းအောင်ဆိုရင်တော့တချို့ဘာသာတွေရောစိတ်ပူပါမျိုးရှိရပါတော့ဥပမာမျိုးဆိုဟာ ESL ဘာသာမျိုးဆိုရင် grading ချက်တာတွေပါနေဆိုတော့ဟာအဲနည်းစိတ်ပူမီရပြီးရင် additional math ဆိုရင်လည်းဟာတချို့တခုအခြေရကမှာဒီဘုံနှစ်ဘုံရောရှိအောင်ဖြစ်တာရရှိခဲ့အောင်လို့ဟာနည်းစိတ်ပူမီရရရှိရပါတော့ဒါမျိုးအမှတ်ထွက်လာပါလေဟာသူဟာကျွန်တော်မှန်မှန်သားသားကိုရနိုင်အောင်လို့ဟာကျင်းအောင်ရှိပါကြပါ အာကျွန်တော်အခုလောစရော A level တက်နေပါတော့ PN ရော University တကူမှာ Computer Science degree ဆက်ယူဖို့ညှောင့်နေထားပါဗျာ ဟုတ်ကဲ့ပါရှင်ခုနကတော့တသားပြောသလိုပဲပေါ့နော်ကျမတို့အဲဆရာတယောက်ကနေပြီးတော့ဒီကျောင်းအကြောင်းကိုမိတ်ဆက်ပေးရဲ့အခါမှာကျမတို့ကဒီအကြောင်းကိုလည်းဒီ campus ကိုကိုယ်တိုင်လာပြီးတော့ကျမတို့စုံစမ်းကြည့်ရပေါ့စုံစမ်းကြည့်ရတဲ့အခါမှာဆိုအဲ service facility တွေရာလဲပေးနိုင်တာတွေကိုကျမတို့ကလည်းသဘောကျတယ်ပြီးတော့ campus ကြီးရဲ့နေရာမှာလည်းကျမတို့ကလေးတွေကိုပို့တဲ့အခါမှာဂျိုးတဲ့အခါမှာ convenience ဖြစ်တယ်ပေါ့နော်အဲပြီးတော့ကကြတော့အဲចောင်းလာကလည်းကျမတို့ affordable ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီចောင်းကိုဥစားပေးပြီးယူချင်တာဖြစ်ပါတယ်ဆို ဟုတ်အာတော်တော်များများပေါ့နော်ပံပိုးကူညီပေးခဲ့ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျမတို့တင်ကြားရေးဘက်မှာဆိုရင်လည်းအာကျမကလေးကိုကျမအမြဲတမ်းမေးတယ်ပေါ့နော်ကလေးစာတင်တာနားလဲလားအာအင်ဇာရီလောက်တာအဆင်ပြေလားဆိုရင်အာကလေးကအဆင်ပြေကြောင်းနားလဲကြောင်းနေလဲပြောပါတယ်ပြီးရင်ခါမှာဆရာဆရာမတွေတင်ကြားတဲ့ခါမှာလည်းဟိုစေတနာအရန်ပါတာကိုကျမတို့တွေ့ရပါတယ်ဘာလို့လဲဆိုတော့တချို့ဆရာတွေဆိုလို့ရှိရင်အာဆောင်းပွဲအရန်မနီးခင်ပေါ့နော်အရန်မနီးခင်ကလေးအတိုင်းဟိုသူတို့ရဲ့ကိုပိုင်းအချိန်တွေတည်းကနေပြီး ီးတော့ဖယ်ပြီးတော့အာ right just they လောက်ဖို့အတွက်အချိန်ပိုခေါ်ပေးရပေါ့အဲ့လိုမျိုးတွေလောက်ပြရတဲ့ကြောင့်မလို့ဆရာဆရာမတွေကလည်းအရန်ကိုအာအာဂျိုမန်တန်နဲ့တင်ပေးပါတယ်။ကျောင်းဘက်ကလည်းအာခုနကသာပြောသလိုပဲအာ mod taxi လောက်ပေးတယ်ပြီးရခါမှာ parent teacher meeting နေမကြာခဏခေါ်ပေးပြီးတော့ကိုကလေးရဲ့အခြေအနေကိုလည်းပြောပေးရတဲ့အတွက်ကြောင့်မလို့အဲကျမတို့လိုအပ်တဲ့မိဘတွေဘက်က support ပေးရမယ့်ဟာတွေလည်းတည်ပါတယ်ရှင့်။အားကြောင့်မို့အများကြီးကိုကြီးထောက်ပံ့ရပါတယ်။ဟုတ် ်ဟာဘတ်ဂျက်လည်းကြိုက်တယ်ပြီးတော့ KBC campus location ရှိတဲ့နေရာလည်းလည်းကိုယ်နေရာတော့တော့လာအဆင်ပြေရယ်အာတကယ်လို့မပြေဘူးဆိုတော့ online campus ဆိုတော့ online တော့ရှိရယ်ပေါ့နော်အာအဲ့ဒါဆိုရင်တော့ရွေးချယ်တင်ပါတယ်ပြီးတော့လည်းကျွန်တော် personal experience ရဆိုင်တော့ဆရာဆရာမရဲ့စာသင်တာတော့ကောင်းတယ်အာပြီးတော့ campus မှာပြည့် facility အားလည်းတော့ပြည့်စုံတယ်လို့ထင်နေပါဗျာ ဟုတ်ကဲ့ပါရှင်အကြောင်းသားမိပါတဲ့အနေနဲ့ကတော့ကိုသားသမီးကိုအကြောင်းရွေးမယ်ဆိုလို့ရှိရင်ဟိုကိုလိုချင်တဲ့ criteria လေးရှိရပါတော့အဲတကယ်လို့ဒါဒီ criteria တွေနဲ့အကိုင်းငယ်ဆိုရင် KPTC ကအများကြီးအထောင်ပတ်ဂျူပြူနိုင်တာမို့လို့ KPTC ကိုရွေးချယ်ပြီးတက်ရဖို့အကြံပေးချင်ပါတယ်ရှင်